ဒီနေ့မြဝေမဲ့ဆူတောင်းလေးကတော့ဘိုးတောင်တန်ကဖျားကြီးပေးသနာတဲ့ငွေစည်းမြော်ဆူတောင်းပါဗျာဘုရားသခင်အားစိတ်တည်ငြိမ်စွာဖြင့်ရွတ်ဖတ်ဆူတောင်းကြပါစို့ဒီနေ့လေမနက်တစ်ချိန်ညနေတစ်ချိန်စူးစူဖောင်း၉ချိန်ရွတ်ဆိုတင်ပါရဲ့ဆက်လက်ရွတ်ဆိုမှာကငွေကြေးကံပြောင်းလဲတိုးတက်လာပါလိမ့်မည်ဆူတောင်းကထာကတ္တသအာရဟံတမ္မာတမ္ဗုဒ္ဓဘဂဝါဤစကားသည်ဘုရားရှင်အားယုံကြည်ကိုးကွယ်ခြင်းသစ္စာတော်ရာဖြစ်ပါသည်ဘုရားရှင်သည်တဲ့အကြက်လမ်းတဲ့အခွင့်အရေးတည်းများ ဖွင့်ပေးသနာလိုမူမိဗုဒ္ဓံဘဂဝန္တံအဘိဝါဒေမိဤကာထသည်မျောလင့်ချက်ပြေဝါသောဆူတောင်းစကားဖြစ်သည်ဘုရားအားယိုတိလေးမြတ်စွာရွတ်ဆိုသူများထံကံကောင်းခြင်းဝင်ရောက်လာတတ်ပါသည်ဓမ္မံနမတမိဤစကားရသည်တရားတော်အားကြီးညိုလေးစားစွာရွတ်ဆိုခြင်းဖြစ်သည်တရားနှင့်အညီကျင့်ကြံနေထိုင်သူများတို့၏ငွေကြီးစည်းစည်းမှုပုံမကောင်းမွန်လာတတ်ပါသည်တန်ကံနမတမိဤစကားသည်တန်ဃာတော်များအားဂုံပြုတော်စကားရသည် တန်ဃာတော်များအားလေးစားသူတိုင်းအောင်မြင်ခြင်းနဲ့ငွေကြီးမပြတ်တော့ကံရာရှိတတ်ပါသည်ရွတ်စုံနီနီအကျိုးကျေးဇူးဤကတ္တတဆူတောင်းကာထာလေးကိုမနှက်အိယာထားခြင်းတွင်တခြင်းညနေအိယာဝင်ကနီးတွင်တခြင်းစိတ်တည်ငြိမ်စွာဖြင့်တစ္ဆာရှိရှိရွတ်စုံပါဖယားရှင်သည်မေတ္တာတော်ဖြင့်ကုညီဆောင်မမီငွေကြီးစည်းစိမ်မှုတော့တဲ့ကောင်းမွန်လာပါလိမ့်မည်အလောအကိုက်ကုတ်တက်အောင်မြင်ပါလိမ့်မည်မိသားစုနဲ့တူပျော်ရွှင်ပြည့်စုံသောဘဝကိုပိုင်ဆိုင်ရပါလိမ့်မည်နောက်ဆုံးအကြံပြုချက် ကာထာကိုကိုးချင်ကပြီးအထထရွတ်ဆိုပါစိတ်တည်ငြိမ်စွာဖြင့်ရွတ်ဆိုတိုင်းငွေစည်းအောင်မြင်ခြင်းကံကောင်းမှုများတင့်အားလာရောက်ဝန်းရပါစေဘုရားတော်တန်ခါဖရာကြီးရဲ့ကောင်းချီးမင်္ဂလာတင့်အပေါ်အမြဲတည်းကြားရောက်ပါစေဗီဒီယိုကြည့်ပြီးချိန်တွင် Ricky Channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော် နောက်ထပ်ဆူတောင်းကောင်းများကံကောင်းကာထာများလွဲမသွားစေအောင်အတူတူလိုက်နာကြပါစို့